မင်္ဂလာပါရှင်ဝတ္တမီဒီယာ channel ကနေပြောပြန်နေကြိုဆိုလိုက်ပါတယ်တိုင်းသားလည်းနဲ့ကအဖွဲရီဖြစ်တဲ့တောင်းနယ်နဲ့ကအဖွဲ TNN လေးဟာကချင်လည်းနဲ့ကအဖွဲ KIA နဲ့ပိုင်နေနေမြေအငင်းပွားမှုတွေဖြစ်ပွားခဲ့ပြီးနောက် TNN လေးဟာ KIA ထိန်းချုပ်ထားတဲ့တက်စကန်တွေနေရာတွေကိုသိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်ဒေသပိုင်နယ်မှာတော့ TNN လေးအဖွဲဟာ KIA ထိန်းချုပ်ထားတဲ့စကန်ဘက်နယ်ကိုထိသိမ်းယူထားတယ်ဆိုတဲ့အချက်ပြင် TNN လေးအဖွဲလုံတမများကို ကရိုင်အဖွဲ့ခံနေရတာတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့မူတာမီဒီယာ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးမြန်မာနိုင်ငံမှာ2021ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းနည်းနည်းကိုင်းတိုက်ပွဲတွေဖြစ်ပွားလာခဲ့တာဟာဒီနေ့ကြော်လာပြီးဖြစ်ပါတယ်။ဒီလေးနှစ်ကြော်ကာလအတွင်းတိုင်းသာလည်းနဲ့ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေဟာ နာဆာကထိန်းချုပ်ထားတဲ့မြို့တွေကိုတိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပြီးမြေတိုင်းဒါလန်နဲ့ကအဖွဲ့တွေကြောင့်ပိုင်နက်နယ်မြေအငင်းပွားမှုတွေထပ်မံဖြစ်ပွားလျက်ရှိနေပါတယ်။တချန်လန်နဲ့ကအဖွဲ့ KIA တောင်းလန်နဲ့ကအဖွဲ့ TNNA ကိုကန်လန်နဲ့ကအဖွဲ့ MNDA တို့ဟာ2023ခုနှစ်နောက်ပိုင်းတွေကလက်ရှိချိန်ထိပိုင်နက်နယ်မြေအငင်းပွားမှုတွေဖြစ်ပွားခဲ့ရာလူအင်အားသုံးထိတိုက်တွေးဆောင်မှုတွေတွန်ထိုးရန်ဖြစ်မှုတွေမကြာခဏဖြစ်ပွားခဲ့ရာ လက်ရှိချိန်မှာတော့တအောင်လက်နက်ကအဖွဲ TNL ဟာရှမ်းပြည်နယ်မြောက်ပိုင်းအတွင်ရှိ KIA တပ်စခန်းပေါင်းအနည်းဆုံး၁၁ခုကိုလူအင်အား၃သိန်းယူထားလိုက်ပါတယ်။ TNL အဖွဲ့ဟာ၂၀၂၃ခုနှစ်အောက်တိုဘာလမှာတဲတုံညာနေကုန်စစ်စင်ရေးစတင်ခဲ့ပြီးနောက်ပိုင်း NASA ကထိန်းချုပ်ထားတဲ့မြို့တွေကိုတိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ရာလက်ရှိချိန်မှာ၎င်းတို့ထိန်းချုပ်ထားတဲ့မြို့တွေအတွင်ရှိနေတဲ့ KIA အဖွဲ့တပ်စခန်းတွေကိုလူအင်အား၃မောင်းထုတ်နေရလဲဖြစ်ပါတယ်။ TNL အဖွဲ့ဝင်တွေရဲ့ဖိအားပေးမှုတွေကြောင့်ကိုခိုင်မျိုးပေါ်က KIO ဆက်ဆံရေးရုံးအပါအဝင်ဖိရှားပေးခဲ့ရတဲ့ရုံး gate စကန်နီယာပေါင်း၁၉ကျော်ရှိပြီလို့ KIO ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ TNL အဖွဲ့ဝင်တွေရဲ့မောင်းတော်မှုတွေဟာတိုင်းဒါလနဲ့ကတပ်ဖွဲ့တွေထဲမှာသက်တမ်းအကြဆုံးအဖွဲ့ဖြစ်တဲ့ KIO အတွက်ကုန်သိခါကြာစဲမှုများစွာဖြစ်စေခဲ့တယ်လို့ဆိုနိုင်ပါတယ်။ဒါအပြင် KIA ဟာ ိုမွေးရဲ့မြောက်ကိုကိုပြန်ခြောက်ခံရတဲ့အခြေအနေမျိုးပြန်လဲရင်ဆိုင်နေရတာမျိုးဖြစ်တယ်လို့သုံးသပ်မှုတွေလည်းရှိနေပါတယ်။ဒါကြောင့်လဲဆိုရင် KIA ဟာ TNL နဲ့နဲ့ကအဖွဲ့အပေါ်များစွာကူညီပံ့ပိုးခဲ့တယ်လို့စစ်တင်တဲ့ပေတာတွေလှုံ့ဆော်ခဲ့ဖို့တဲ့တိုင်းဒါလည်းနဲ့ကအဖွဲ့ဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ TNL အဖွဲ့ဟာ KIA အဖွဲ့ကိုခြေရာချင်းပခုံးချင်းတိုင်းနာတဲ့ပုံစံမျိုးနဲ့ပမာမခန့်အုပ်ဆောင်ထားတာမျိုးလည်းဖြစ်နေပါတယ်။ ကချင်လူမျိုးတွေဟာတရဏလေးအဖွဲရဲ့လောက်ရက်တွေအပေါ်စိတ်ဆိုးဒေါသဖြစ်နေတယ်လို့ထရောက်တဲ့လက်တုံပြန်မှုတွေမလောက်ဆောင်တဲ့ KIA အဖွဲခေါင်းဆောင်တွေအပေါ်ကိုမကြေနပ်မှုမြင့်တက်နေပါတယ် KIA အဖွဲခေါင်းဆောင်တွေဟာတရဏလေးအဖွဲနဲ့ဖြစ်ပွားနေတဲ့အငင်းပွားမှုတွေကို တွေးဆောင်ဆွေးနွေးအဖြေရှာဖို့လိုလားနေပေမဲ့တရဏလေးအဖွဲကတော့အင်အားသုံးဖြည့်ရှင်မဲ့လမ်းကြောင်းကိုပွမို့ဦးတည်လာနေတယ်လို့ဆိုနိုင်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်း UWSC ဌာနချုပ်ရှိရာ ပန်ဆန်မြို့မှာပြီးခဲ့တဲ့အေဗီရ29ရက်နေ့မေလ12ရက်အတွင်း KIO KIA ဘောအဆင့်ကိုဇလဲပြီ FPNCC အဖွဲ့ဝင်တွေကြားစီရေးနိုင်ငံရေးအပြင်မဟာမိတ်တပ်ဖွဲ့ကြားနယ်မြေအငင်းပွားမှုတွေကြောင့်စီရေးတင်းမာမှုတွေရှော့ချနိုင်ဖို့တွေးဆဆွေးနွေးခဲ့ပါတယ်။ပိုင်နယ်နယ်မြေအငင်းပွားနေတဲ့ KIA နဲ့ TNNA အဖွဲ့တွေဟာ FPNCC မဟာမိတ်အဖွဲ့ဝင်တွေဖြစ်ပြီးအဲ့ဒီမဟာမိတ်အဖွဲ့မှာ ကချင်လက်နက်ကိုင်အဖွဲ့ KIA ရခိုင်လက်နက်က AA တအောင်လက်နက်ကအဖွဲ့ TNLA ရှမ်းလက်နက်ကအဖွဲ့ SSPP မိုင်းလာလက်နက်ကအဖွဲ့ NDAA ကိုကန်လက်နက်ကအဖွဲ့ MNDAA နဲ့ဝါပြည်သွေးစည်းညွညွရေးပါတီ UWSB UWSA တို့ပူးပေါင်းပါဝင်ခဲ့ပါတယ်မေလာစနေရက်ကပန်ဆန်းမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ပြီးမြေ TNLA အဖွဲ့တွေဟာ KIA နဲ့မြေအတွင်ကိုနေ့စဉ်အင်အားအလုံးအရှင်ပို့ဆောင်ကာ KIA တပ်ဖွဲ့ဝင်တွေရဲ့လုံခြုံရေးစခန်းဂိတ်တွေကိုစီးရင်အရာဖိအားပေးဖိရှားခိုင်းတာတွေပုံမလုံးဆောင်လာနေရလို့ကချင်အခြေစိုက်မီဒီယာတွေကဖော်ပြထားပါတယ်။ KIA လက်အောက်ခံဒေသကာကွယ်တာဝန်ရှိသူတအူကပြီးခဲ့တဲ့မေလ14ရက်ညနေကစပြီးတော့ TNL တပ်ဖွဲ့တွေအင်အားအလုံးအရင်နဲ့မိုင်းမောဒေသကိုဝင်ရောက်လာတယ်။နောက်နေ့မေလ15ရက်ကနေစပြီးမိုင်းမောနှဟိုင်းလမ်းကွယ်ကျွန်တော်တို့ KIA စခန်းနေမှာသူတို့ကဂိတ်နှစ်ခုအစ်စ်လာလို့တယ် အဲ့ဒီညာနာမှာကိစ္စကံအစ်တစ်မပြုတ်လို့ဖို့တိတ်ချရှင်းပြရယ်ရှင်းပြတဲ့အချိန်မှာတောင်တရနန်လေးဘက်ကအရာရှိကထိုင်ပြီးမခန့်လေးစားပြုတ်မှုတယ်ဒါမှမဟုတ်ကျွန်တော်တို့ဘက်ကမဟာမိတ်အပေါ်လေးစားမှုရှိစွာတိတ်ချပြောဆိုခဲ့တယ်ကျွန်တော်တို့ KIA တပ်သားတွေကိုအုပ်စုလိုက်မဟုတ်ပဲဝမ်းပိုင်ဝမ်းချဖို့လဲတရနန်လေးဘက်ကအဟစ်ဆဲဆိုတာတွေရှိခဲ့တယ်ဒါမဲ့ကျွန်တော်တို့ကမဟာမိတ်လို့တေချာပြောဆိုနေသေးပါကျွန်တော်တို့ဘက်ကအခုချိန်ထိခြေလွန်လက်လွန်စကားလွန်တာဘာမှမရှိသေးဘူး နေတိုင်းဆွေးနွေးနေတာလဲအခုထိအဆင်မပြေသေးဘူးအတေကသူတို့မူလာရှိတဲ့နေရာမှာအေးအေးဆေးဆေးနေနေချင်းဘာမှပြဿနာမရှိရောပါဘူးပြီးခဲ့တဲ့မေလ၁၈ရက်ညနေပိုင်းတုန်းကလဲနန်ဟိုင်းကကျွန်တော်တို့စကန်တစ်ခုကိုကျွန်တော်တို့ဘက်ကခိတယာယီဆုတ်ခွာပေးခဲ့ရတယ်ကျွန်တော်တို့တောက်ဖွဲ့ဝင်တချို့ကို TNL ဘက်ကခိတဖန်စီခဲ့ပြီးတချို့ရိုင်းနှက်ခံခဲ့ရတယ်ဆိုပြီးတော့ပြောဆိုထားကြောင်း KSSM တည်င်းဌာနကပြီးခဲ့ရပိုင်းမှာဖော်ပြထားပါတယ် ။ကချင်လက်နက်ကအဖွဲ KIA ဟာတိုင်းသာလက်နက်ကအဖွဲရီတဲမှာအင်အားကောင်းမွန်တဲ့လက်နက်ကအဖွဲဖြစ်ပေမဲ့ TNL တပ်ဖွဲ့ဝင်တွေရဲ့အကြိမ်ကြိမ်ရန်စမောင်းထုတ်ခြင်းကိုခေါင်းခေါင်းခံနေကြဆဲဖြစ်တဲ့တွင် KIA ဟာ TNL အဖွဲဝင်တွေပြုသည်မြနှုတ်နေကြတဲ့ဘဝမျိုးရောက်ရှိနေသလားလို့မေးခွန်းထုတ်စရာဖြစ်လာနေပါတယ်။ပြီးကြတဲ့မလစံပိုင်းတုန်းကလည်း TNL တပ်ဖွဲ့ဝင်ဟာကိုကာမျိုးနယ်ရှိ ကချန်လနဲ့ကအဖွဲဆက်ဆံရေးရှုံးကိုဝင်ရောက်စီးနေပြီး KIA အဖွဲ့ဝင်တွေကိုရိုက်နဲ့ဖမ်းဆီးတာပြီးလုံဆောင်ခဲ့ပေမဲ့ KIA ကောင်းဆောင်ပိုင်းကထိရောက်တဲ့တုံးပြန်မှုတွေပြည်လည်အောင်ဖြည့်ရှင်ပေးနိုင်ခြင်းမရှိသေးပါဘူး။အရင် PSNLA မူလတအောင်တပ်ဖွဲ့နဲ့လေ KIA ဟာမဟာမိတ်အဖြစ် အတူရှင်တွဲနေထိုင်ခဲ့က PSNLA ကစစ်အစိုးရနဲ့အပြည့်ရပြီး2005ခုနှစ်မှာလက်နက်အခက်ပြီးနောက်၄နှစ်အကြာ2009ခုနှစ်က TNL ကိုထပ်မံဖွဲ့စည်းပြဖြစ်ပါတယ်။ပြန်လည်ပေါ်ပေါက်လာတဲ့ TNL တပ်ဖွဲ့ဟာလေ KIA ရဲ့ကိုကြီးထောက်ပံ့မှုနဲ့နနက်ကိုင်းမှုကိုအစားပြုခဲ့ကနှစ်ဖက်တပ်တွေအကြားကာလာရှိမဟာမိတ်တွေအဖြစ်အတူရှောင်လန်းခဲ့ကြရလို့ဆိုပါတယ်။ KIA ဟာ TNL အဖွဲ့ပြန်လည်ပေါ်ပေါက်လာပြီးနောက်ပိုင်း TNL အဖွဲ့ကိုကိုကြီးထောက်ပံ့ပေးခဲ့ဖို့ပဲမြဲ TNL အဖွဲ့ကတော့၎င်းတို့ရဲ့ဆရာဖြစ်ခဲ့မှုတဲ့ KIA အဖွဲ့ပေါ်ခြေရာချင်းတိုင်းတာပါတွေပုံမလုံးဆောင်လာနေပါတယ်။စီအေးစင်းဝင်စားသူတို့က TNL အဖွဲ့ရဲ့လုပ်ရက်တွေကိုလေ့လာကြည့်ရင် KIA အဖွဲ့အပေါ်ပမာမခန့်လုံးနေတာမျိုးလို့ယူဆလို့ရတယ်။တကယ်လို့ KIA အဖွဲ့နေရာမှာဝါတိုင်းရင်သားလည်းနဲ့ကအဖွဲ့ UWSC ဆိုရင် TNNL အဖွဲ့တွေအဲ့ဒီလိုမောင်းထုတ်တာတွေလုပ်ရမှာမဟုတ်ဘူး။ UWSC အဖွဲ့ကလုံအင်အားငွေအားနဲ့ဆရာရှိရဲ့စက်ကောင်းစိတ်မခံပဲတုံ့ပြန်မှာ KIA ကြောင့်လက်ရှိချိန်မှာအရှိန်ပါဝါကျလာနေပြီ။ကြားအိုတကောင်လို့ဖြစ်လာနေရဲ့ဒါကို TNNL အဖွဲ့တွေကကောင်းကောင်းသိထားတယ်။ဒါကြောင့် TNNL အဖွဲ့တွေက KIA အဖွဲ့တွေကိုမောင်းထုတ်တာ KAI တက်စခန်းတွေကိုတင်းယူတာတွေလုပ်ရဲတာမျိုးဖြစ်တဲ့ TNL အဖွဲ့တွေကသူတို့သတ်မှတ်ထားတဲ့ပိုင်းနဲ့အတွင်းကနေ KAI တက်စခန်းတွေကို တခုပြီးတခုထပ်မံတင်းယူမဲ့အလားအလာတွေရှိလာဝဲရှိပါတယ်။ KAI ရဲ့အကုန်သိခါပိုင်းကတော့တိုင်းသားလည်းနဲ့ကအဖွဲ့တွေကြမှာကြပင်းကြမဲ့အခြေအနေမျိုးရှိရဲဆိုပြီးတော့ပြောပါတယ်။ TNL အဖွဲ့တွေက2023ခုနှစ်အောက်တိုဘာလမှာစတင်ခဲ့တဲ့တုံညာနှစ်ကုန်စစ်စင်ရေးအပြီးရှမ်းမြောက်အနောက်ဖက်ကျန်းမိုးမိတ်မန်တုံ နမတူနတ်ခမ်းနတ်ဆန်ကော့ခိုင်မိုင်းလုံးမိုင်းငော့တီဘောနောင်ချိုကြောင်မေမိုးကုတ်စားတဲ့မျိုးဆက်တဲ့မျိုးကို ထိန်းချုပ်ထားပြီးတစက်တဲမှာပဲ၎င်းတို့ထိန်းချုပ်ထားတဲ့အင်မြေတွေကို ပလောင်ပြင်းနေဖြစ်တယ်လို့သတ်မှတ်ပြောဆိုတာတွေလည်းရှိနေပါတယ်ဘလို့ပင်ဆိုနေစေကမူလက်ရှိဂျန်နေရီအရကချင်တဲ့ကအဖွဲ KI ဟာတက်စကန်တွေကိုတခုပြီးတခု TNN ထံလက်လွတ်ဆုတ်ခွာပေးနေကြတဲ့အတွက် TNN ၏အဖွဲ့တွေလုပ်သမျှခံနေကြတဲ့ဘဝမျိုးရောက်ရှိနေတယ်လို့ဆိုရမှာဖြစ်ပါရဲ့ရှင်